တို့ရင်တမင်းရေဆိုရင်ရေအံလွဲဆိုရင်အံလွဲအကုန်လုံးပေးတာဇောဇောဆိုးမအေလို့อ่ะဖြူးပြီးတာနဲ့ပြအားလုံးပဲမင်္ဂလာပါဗျာကျွန်တော်ရဲ့ဘောမရက်ွက် channel ကနေပြန်လေးကြိုဆိုလိုက်ပါတယ်ခင်ဗျာနေ့စဉ်ထူးဆန်းတဲ့အပါဝင်တဲ့ထူးတဲ့ကောင်းတဲ့မှန်တွေတင်ဆက်ပေးတော့မှာမို့ကျွန်တော်ရဲ့ channel လေးကို like and subscribe လုပ်ပေးဖို့တောင်းဆိုချင်ပါတယ်ယေရှုသူအရောက်ရှင်တဲ့အတိုင်းကိုအထူးကျေးဇူးတင်ပါတယ်ခင်ဗျာအေးတော်ဘုံအောင်ရမည် စစ်အာဏာရှင်စနစ်ကြာရှုံးရမည်အိုးဘန်ကောက်တိုက်ပြူမှုပေါ့ဘန်ကောက်တိုက်ပြူမှုအဲ့ဒီကိစ္စကိုပြောပဲနော်ဘန်ကောက်တိုက်ပြူတဲ့ကိစ္စကိုပြောပဲဘန်ကောက်တိုက်ပြူတယ်အဲ့ဒီတိုက်ပြိုတယ်ဆိုတော့အရာဘယ်နာကတိုက်ပြိုတာလဲဆိုတော့ဒါကျွန်တော်မိဘကြီးကိုပေါ့တပါ့ကိုပြောပြပဲချက်တူချက် เนาะจีจีหมอရဲ့အရှိတဲ့တဲ့ကပြူတာဖြစ်တယ်เนาะတန်မှုဇော်ဇော်မို့ခမားလာကြည့်เนาะခမားတို့ကထိုင်တဲ့ကဘာဟိုတန်အပတ်လာလုပ်ပဲเนาะပြီးလို့ရှိရင်ခမားတို့ရေဘော်စီနေကျင်တဲ့ဟာတွေရေဘော်စီစားကျင်တဲ့ဟာတွေတောက်ကျင်တဲ့ဟာတွေခမားတို့ဒီကျွန်တော်တို့ live ကိုလာကြည့်ဘာကောက်တိုက်ပြူတယ်တရင်ကတော့တိုက်ပြူတယ်ပေါ့နော်ဒါအဲ့လိုတက်လာတာပေါ့နော်ဒါပေမဲ့ကျွန်တော်တို့သက်ဆိုင်ရာတာဝန်ရှိလူကြီးတွေဆိုတော့တော့ကြည့်ရတယ်ဗျာတော့တေချာလေး ကြည့်ရတယ်တေချာလေးကိုကလောက်ရတယ်အဲ့တော့အဲ့မှာစစ်ကောက်စီတပ်ဘူးစောစောဆိုးကနေမြင့်မှရောက်လာတယ်နေမြင့်မှရောက်လာပြီးတော့မှသူ့ရဲ့တရင်တွေကထိုင်းတရင်ဌာနတွေကသူ့ကိုဝိုင်းမြေကြတယ်ဝိုင်းမြေတဲ့အခါမှာဘာမှတေချာမသိဘူးတဲ့ဘာမှတေချာမသိတော့ကျွန်တော်တို့အကုန်လုံးသွားရတယ်ပေါ့အကုန်လုံးအားလုံးသွားဒီပုံစံကတော့လာမချိုးနဲ့လေနော်ဒါကျွန်တော်တို့ပြောပြချင်တာတကူကဒီစောက်ချိုးမျိုးလာမချိုးနဲ့ဘာဖြစ်လို့လဲဆိုတော့အထဲထဲမှာကျွန်တော်တို့ရဲ့ မြန်မာပြည်သူပြည်သားဝန်ထမ်းတွေပြအထဲထဲမှာနော်တည်သွားတဲ့အရာတွေတိုက်ပြနေတဲ့အရာတွေမြန်မာပြည်သူပြည်သားဝန်ထမ်းတွေရှိတယ်နော်သုံးနိုင်ငံပေါင်းရှိတယ်အဲ့တော့ကိုယ့်ရဲ့မြန်မာနိုင်ငံသူမြန်မာနိုင်ငံသားရဲ့အခြေအနေနဲ့ပတ်သက်ပြီးတော့မှဘာမှမသိပါဘူးပင်စောစစ်စစ်လုံလောက်ဝရိယလည်းမရှိဘူးနေမြင့်မှာရောက်လာတယ်ဒီလိုဒီလိုစစ်ကောင်စီကခန့်အပ်ထားတဲ့ဇော်ဇော်ဆိုဘာလုံးမလဲကျွန်တော်တို့ပြောချင်တာဘာလုံးမလဲဟမ် ဘာရင်ချင်းမလည်းမရှိနဲ့ဒီလိုကောင်ကြီးကိုကျွန်တော်တို့ထိုင်းနိုင်ငံမှာဘန်ကောက်မှာစစ်ကောင်စီတာမှုထားတာဘာလုပ်ဖို့လဲကျွန်တော်တို့တော့ဒဲပြောမှာတော့ဒီကောင်ကြီးရဲ့ကျေးဇူးတရားကျွန်တော်တို့စီမှာမရှိဘူးဒီအချမ်းမဲ့စစ်ကောင်စီရဲ့တာမှုနဲ့ပတ်သက်တဲ့ကျေးဇူးတရားတွေကျွန်တော်တို့ရဲ့ဘဝတွေကျွန်တော်တို့ရဲ့ရွှေပြောင်းအလုသမားတွေရဲ့ဘဝမှာမရှိဘူးဗျအဲ့တော့ तू ကတင်းတင်းချာချာမသိဘူးတဲ့ time media တွေကမေးတာ time media တခုတည်းရှိနေတာမဟုတ်ဘူးတကယ်တကယ်တော့ဒီမြေပြိုမှုနဲ့ပတ်သက်ပြီးတော့မှ international media တွေအကုန်လာတယ်နော်နိုင်ငံတကာ media တွေလာတယ်အပြည်ပြည်ဆိုင်ရာ media တွေလာတယ်နော် international media တွေလာတဲ့အချိန်မှာဒီစောစောဆိုးဆိုးတဲ့ကောင်ကနော်ဘာမှတေချာမသိဘူးတဲ့ဒါပါအချိုးချိုးတာလေ မိဘညီကိုမောင်နှမများအဲ့တော့ကျွန်တော်တို့အားလုံးသွားတယ်သွားတဲ့အခါကျတော့ခိုးမှာတကယ်စိတ်စိတ်စိတ်ထဲမှာတကယ်နစ်သွားတယ်အဲ့ဒီတိုက်ပြူကြမှုအပေါ်ကြီးလိုက်တဲ့အခါပါအေးအဲ့ဒီအထဲပါငါတို့ငါတို့အသွေးအသားတွေရှိပါလားစိတ်ထဲမှာအရင်ဆုံးခံစားရတဲ့အာဆိုးဆိုးဆိုးကခံစားလားမခံစားလားကျွန်တော်တို့မသိဘူးကျွန်တော်တို့ရဲ့ အတွင်းနှလုံးသားထဲမှာအရေဆုံးအဲ့ဒီတိုက်ပြိုကြတဲ့အပုံရို့တွေးလိုက်တဲ့အခါမှာအထဲထဲမှာပြိနေတဲ့ဟာကငါတို့မြန်မာနိုင်ငံသူမြန်မာနိုင်ငံသားရဲ့အထဲထဲမှာရှိနေပါလားအဲ့ဒါအရေဆုံးခါမျက်ရည်တွေပေါက်ပေါက်ကြတယ်ကျွန်တော်တို့ကျွန်တော်တို့မျက်ရည်တွေဘလောက်ဒီဟိုဟာဖြစ်လဲဆိုမျက်ရည်အပူတောင်ကြဝမ်းနေလုံးလို့ပူဆွေးလုံးလို့မျက်ရည်အပူတခါမှမကြခဲ့ဘူး တစ်ချက်ကဝမ်းနေတာကအဲ့ဒီကောင်ဇော်ဇော်ဆိုးကဘာမှမသိရဘူးဆိုမီဒီယာရှေ့ရှေ့အချိန်မှာသူပြောချလိုက်တဲ့အရာတစ်ချက်တေးချသွားကြည့်တဲ့အခါကျတော့ကျွန်တော်တို့ပြပတိုင်ကသူပြပတိုင်ကသားတွေအထဲထဲမှာရှိတယ်အဲ့ပါကျွန်တော်တို့မျက်ရည်အပူတွေကျတာဘူးဇော်ဆိုးအလိုမရှိမျက်ရည်ပပောက်ကျကျောင်းပြပတိုင်ကသူပြပတိုင်ကသားတွေ လာစရာဘလို့တဲ့ပုံစံလိုမျိုးဒီကောင်အချိုးချိုးတာအကျွန်တော် line လွှဲပြီးကျွန်တော်အကုန်လုံးအသိပေးတယ်အားလုံးလာကပါလာခဲ့ကြပါမြန်မာနိုင်ငံသားပိုင်လာခဲ့ကြပါထိုင်းပါရှိနေတဲ့လူမှုကယ်ဆယ်ရေးအသေးအဖွဲ့တွေလာခဲ့ကြပါเนาะအဖွဲ့အစည်းအသီးသီးလာခဲ့ကြပါအားလုံးလာခဲ့ကြပါအဲ့ဒီမှာရှိနေတဲ့ရွှေအဲ့ဒီမှာเนาะအဲ့ဒီတိုက်ပြိုတဲ့အထဲမှာပါသွားတဲ့ရွှေပြောင်းအလုသမားတွေသူတို့ရဲ့မိန်းမတွေ အဲ့ဒီကလေးတွေကိုဇော်ဇော်ဆိုးကကိုသားသမီးတို့ဘေးနားမှာမနေပေးဘူးနော်အံ့ဩတယ်သူများနိုင်ငံကလေလူကြီးတွေအကုန်လုံးပုံပြီးတော့အဲ့ဘေးနားမှာနေပေးတာထမင်းမင်းတို့ဘသူကသတ်မှာလဲဇော်ဇော်ဆိုးရဲ့ဟမ်မင်းတို့ဘသူကသတ်မှာလဲဇော်ဇော်ဆိုးရဲ့ သူတို့သိမ်မှာပဲသူတို့ကြောက်နေတယ်အဲ့ဒီမှာရှိနေတဲ့ရွှေပြောင်းအလုသမားတွေအမျိုးသမီးငယ်တွေအမျိုးသားတွေသူတို့ဘေးနားမှာခင်ဗျားတို့နေပြရမှာလीကလေးတွေကလေတနာညာသဲကောင်းတယ်เนาะအဲ့ဒီချက်တူကြရဲ့အရှိတိုက်အထက်30ကျော်ပြိုကြတဲ့အဲ့ဒီရှိပါကလေးတွေတက်ကြတယ်ဟိုးသူပြားလေးပါဘေးနားမှာသူတို့ရဲ့ယောက်ျားရဲ့ခန္ဓာကိုယ်ဓာတ်ပေါ်ကိုထညှောနေတာစိတ်နဲ့ကိုယ်နဲ့မကတ်တော့ စိတ်နဲ့ကိုယ်နဲ့မကတ်တော့အထဲထဲမှာတဲ့ညီမရဲ့ယောက်ျားရဲ့အလောင်းဘယ်ချိန်ပေါ်လာမလဲဆိုတာကိုညီမစောင့်နေတာတဲ့အဲ့လိုပဲတဲ့ကျွန်တော်ရဲ့မိမရဲ့အလောင်းတဲ့ခန္ဓာကိုယ်ဘယ်အချိန်ပေါ်လာမလဲကျွန်တော်တို့စောင့်နေတာတဲ့ဟိုအကူတယောက်ဆိုယူပတ်အဲ့ဒီမှာအသက်တော်တော်ကြီးတဲ့ဦးလေးကြီးဆိုလို့ရှိရင်မြန်မာပြည်ကသူ့သမီးကိုခေါ်တယ်ငါသမီးတဲ့အဖေတော့ဘလို့အသက်ဆုတ်ပြီးပတ်ဆက်ရှာလဲဆိုတော့ငါသမီးမြင်ပြီလားစိတ်ကလွတ်သွားတာပေါ့ ငါတပီးတဲ့အဖေတို့ထိုင်တဲ့ကဘာတဲ့အသက်ဆိုပြီးဘလို့ပတ်ဆက်ရှာလဲဆိုတာငါတပီးတွေ့လားတဲ့ဘယ်မှာလဲကျွန်တော်တို့ထိုင်တဲ့ကဘာခန့်အပ်ထားတဲ့တာအမတ်ဆိုရဲကောင်ဟမ်ဘယ်မှာလဲထိုင်နိုင်ငံမှာခန့်အပ်ထားတဲ့ဆိုတော့တာအမတ်လှူစားနေတဲ့ကောင်တွေမအေလို့တွေခဏတော့မသားသမီးမရှိဘူးလားဟမ် င်းမီဒီယာရှေ့မှာခင်ဗျားတို့ဖြူပြီးတော့မှထွက်သွားတဲ့ကောင်လေးအောက်တန်းစားတွေဘာလို့မှမပြောရင်ဒီကိစ္စပြောပဲဘယ်မီဒီယာမှမပြောရင်ဒီကိစ္စပြောပဲဟာအောက်တန်းစားတွေအောက်တန်းစားတွေ မင်းတို့ကြည့်မလားအခုချက်ချင်းတနေကောင်မင်းတို့လိုင်းလွင်ပြတယ်ဆိုတာကတခြားနိုင်ငံကလူတွေသူတို့ရဲ့လူတွေအတွက်ကိုဘယ်လိုမျိုးနေပေးတယ်လဲဘယ်လိုမျိုးကူညီပေးတယ်လဲဘယ်လိုမျိုးအားပေးတယ်လဲဘယ်လိုမျိုးနှိမ့်သိတယ်လဲဘယ်လိုစိတ်ကူပေးတယ်လဲဆိုတော့ခမရတို့ကိုတမင်တသက်ပြပေးတာထိုင်ရောက်ရွှေမြန်မာတွေကိုခမရတို့ကိုမြန်မာနိုင်ငံသားလို့ခေါ်အားမှာရှက်တယ်အဲထိုင်ရောက်ရွှေမြန်မာတွေကို ကိုမြန်မာနိုင်ငံသားလို့ခေါ်ရမှာရှိမ်တာအမမှုလာမလုံးနဲ့ပြီးပဲမချင်းနိုင်လဲသေးလိုက်မင်းတို့စုပ်ပြတ်တတ်နေတဲ့အဝေးအစားကိုဝေထားတဲ့ဒီကလေးမလေးတွေကိုမင်းတို့ဖတ်ဖို့သူတို့ဘေးနားမှာနေဖို့မင်းတို့ခုံသိခါဘလောက်မဲသွားမှလဲမအင်းလို့ရရဲ့ င်ရောက်မှမင်းတို့လေအခွန်စားဖို့ပဲတည်တယ်တိလားထိုင်ရောက်ရွှေမြူမာလေးစီကမင်းတို့အခွန်စားဖို့ပဲမင်းတို့တည်တယ်ထိုင်ရောက်ရွှေမြူမာလေးစီကမင်းတို့အခွန်ကောက်ဖို့ပဲတည်တယ်ကလေးတွေအခုလိုအခက်ခဲတွေဖြစ်လာပြီးကြုံလာပြီးဆိုမင်းတို့လူကြီးလူကောင်းမဆန်ဘူးမင်းတို့အေးအေးတလုံးလာတိုက်လားဟမ်အခုကလေးမလေးရဲ့ယောက်ျားအထင်းထဲမှာသေနေသေသေသလားရှင်လားမသိဘူး အဲ့လိုကလေးမလေးကိုမင်းတို့ထိုင်းတန်မြေမာတန်တန်မှုဇော်ဇော်ဆုံးတော့မင်းတို့အေးတစ်လုံးလာတိုက်လာဟမ်ထမင်းတပူလာကျွေးလာရေတခွန်းလာတိုက်လာမအေလို့တွေကထိုင်းမီဒီယာတွေအရှိမဗျူးပြီးတော့မှလစ်သွားတဲ့ကောင်းနေစောက်စင်မရှိတဲ့ကောင်းနေမင်းတို့တန်မှုခန့်အပ်ထားတာ

မြင်လို့မြန်မာနိုင်ငံသားဒီငလင်လောက်တဲ့အထဲမှာဒီတိုက်ပြိုတဲ့အထဲမှာပါသွားတဲ့ဒီကလေးမာတွေကိုမင်းတို့ဖတ်ဖို့အတွက်မီဒီယာချင်းမှာမိတ်ဆက်ဖို့အတွက်နိုင်ငံတကာအလဲမှာဒါငါတို့ရဲ့မြန်မာနိုင်ငံသားပဲခိုင်းနိုင်ငံဆောက်လို့ရမှာလက်လို့ရနေဒီလိုတိုက်ပြိုတဲ့အထဲမှာပါသွားတာကွာဆိုမင်းတို့မိတ်ဆက်ပေးဖို့အတွက်မင်းတို့ဘာဖြစ်လို့ဝင်လေရတာလားမအေလို့အောက်တန်းသားတွေမင်းတို့တန်ရုံးမှာမင်းတို့မနေသိမ့်ဘူး မင်းတို့တန်ယုံနဲ့မတတ်ဘူးအောက်တန်းစားတွေမင်းတို့ထင်တာလူငယ်တွေကဒီအထီးမလိုက်ဘူးဒီအနေသားတွေမလိုက်ဘူးလို့မင်းတို့ထင်မနေနဲ့ငါတို့ငိုရတယ်ကွာဒီနေ့ညည်းပါကြတယ်ရိုးရိုးကြတာမဟုတ်ညည်း မျက်ရည်ပူပူကြတယ်ဝမ်းနဲ့လုံးလုံးကြမင်းတို့ထိုင်းနိုင်ငံမှာမင်းတို့တန်ရုပ်ဖာလာလောက်တာလေအဲ့ဒါဆိုရင် ဘင်းတော့အခွန်စားပပအောက်တန်းသားဟိုမှာ time ဘက်ကကလေးတွေကိုမုတ်လာကျွေးတယ်နော်မုတ်တွေအမျိုးမျိုးလာကျွေးတယ်ကလေးတွေကမဟိုထိုင်းစကားနားမလဲထိုင်းစကားနားမလဲတဲ့ခါကျတော့ဘာလို့လို့ဘာလို့ကိုင်းမလဲမသိဘူး မင်းတို့တန်ရုံဘာလှုပ်ရှားနေရလဲအောက်တန်းစားတွေအစင်းနဲ့မရှိတဲ့ဟာတွေ အခုကလေးတွေရဲ့ဖေးသားပါထိုင်ရောက်ရွှေပြပါတယ်စိတ်တော်ဒါပြေဝတဲ့လူတွေအခုရောက်သွားပါပြီနော်အားပေးတယ်တစ်သိမ့်တယ်အားမငယ်တယ်တော်တော်ဆိုးတဲ့ဟာတွေ ဘာအရေးချိမှမရှိတဲ့ဟာတွေโอ้ကျွန်တော်ပြောပြလားဘာမှလာမကြွေးတော့ပါကလေးလေးဗီတာမှာနေပြီလေကျွန်တော်ပြောပြချင်တာတခုอ่ะဒီချက်တုကြရဲ့အရှိတိုက်အထက်30ပြိုကြတဲ့ထက်မှာမြန်မာနိုင်ငံသားပါတယ်လေ နော်မန္တလေးတိုက်ဘက်ကဟာတွေပါတယ်လေမကွေးဘက်ကဟာတွေပါတယ်လေပြကလေးပင်းနာမှာနေပြီးရင်သူတို့ဘာဖြစ်သွားမှာမို့လို့လဲနေပူရင်တဲဆောက်လိုက်လေတဲထိုးလိုက်လေတန်ယုံဆိုတာကသူများနိုင်ငံကအဟာရီဆိုရင်အဲ့ပါအကိုလုံးအစင်သိမ့်မဲ့နေပေးတယ်အောက်တန်းသားတွေ မင်းတို့တိုက်ခဲ့စောက်စင်မရှိတဲ့ဟာတွေသူများနိုင်နိုင်ငံကမင်းတို့ဘယ်လိုမျိုးကယ်ဆယ်ရေးလုပ်လဲမင်းတို့လာကြည့်အဲ့ဒီမှာကယ်ဆယ်ရေးအဖွဲ့တွေကိုအကျော်အလော်တဲ့ဧည့်ခံတယ်ထမင်းအကျော်အလော်တဲ့ကိုလောက်တာ အစိုးရဘက်ကလည်းအကြော်အလော်တွေလာလုပ်ပေးတယ်။ထိုင်းနိုင်ငံမှာနမဲကြီးနေတဲ့ coffee တွေ free အကောင့် free အလကားပဲစားတော့ရအကိစ္စလည်းအလကားပဲဒါလောက်သူများနိုင်ငံအခမဲ့အလကားဖြစ်နေတာတော့မှကို့မြန်မာကလေးတွေကိုနိုင်ငံတကာမီဒီယာတွေရဲ့အရှိမခင်ဗျားတို့ဇော်ဇော်ဆိုခင်ဗျားပခုံးပတ်ဖို့တော့ဝင်လေးနေသလားမျက်ရည်တုတ်ပေးဖို့တော့ခင်ဗျားတို့ဝင်နေနေသလား ဟာဒါကျွန်တော်တို့ရဲ့မြန်မာနိုင်ငံသားဒီတိုက်ပြကြတဲ့တော့ကျွန်တော်မြန်မာနိုင်ငံသားကြီးပါတယ်အဲ့လိုမျိုးတခုံးပြောဖို့တာတန်မှုဇော်ဆိုးဆိုတဲ့ကောင်စောက်ရှက်မရှိမင်းတို့တွေဒီထိုင်းနိုင်ငံထွက်သွားမင်းတို့နဲ့တန်မှုနဲ့ယာလူနဲ့မထိုက်တတ်ဘူးအောက်တန်းစားတယ် ရွှေပြောင်းအလုတ်သမားတွေစီကမင်းတို့တွေဒီဟိုအဖြက်ဒီအဖြက်ဟိုအယူဒီအယူဆိုမင်းတို့အရင်ဆုံးရှေ့ဆုံးရတော့ဒေါ်သားတွေတလိမ့်လိမ့်လဲတက်တယ်အရန်လဲဝမ်းနေတယ်အရန်လဲနာကျင်တယ်အရန်လဲခံစားရတယ်ဒီကိစ္စတွေတွေ့ရတာနိုင်ငံတကာမီဒီယာတွေရဲ့အရှိပါဟိုမှာပြကျွန်တော်တို့တကယ်တိလားအဲ့ဒီအဲ့ဒီတိုက်အပုံကြားလဲပါ ူတို့ကလေးမလေးကသူတို့ဟိုဟာပေါ့သူရဲ့ယောက်ျားတော့တေလားရှင်လားဆိုတာမသိဘူးအဲ့ဒီကလေးမလေးဆိုလို့ရှင်အားပေးမဲ့သူကမရှိဘူးနိုင်ငံတကာမီဒီယာတွေဘေးနားမှာဝိုင်းနေတယ်ဘယ်မှာလဲမင်းတို့စကားစတာတာရောဟာဆိုဆိုစောက်စင်မရှိတာဟာလေမင်းတို့ဝစ်ထားတဲ့အရာနဲ့မင်းတို့ယူထားတဲ့ယာတုနဲ့တစ်စက်မှမလိုက်ဘူး ောက်တန်းသားတွေအောက်တန်းသားတွေကလေးတွေကိုနိုင်ငံတကာအလဲမှာဖတ်ပြီးတော့မှခင်ဗျားတို့မိတ်ဆက်ပြရမှာရှက်နေရင်ထိုင်းနိုင်ငံတန်ရုံမှာတန်မှုလာမလို့နဲ့လေးဆိုဆိုလို့လာမလို့နဲ့လေးခင်ဗျားတို့ထွက်သွား အခုဒီငါတို့ထိုင်းရောက်ရှိမြန်မာတွေအဲ့နေရာနေမပြန်သေးဘူးမင်းတို့နဲ့အတူနေပေးမယ်မင်းတို့နဲ့အတူရက်တည်ပေးမယ်မင်းတို့နဲ့အတူရှင်သန်ပေးမယ်အဲ့လိုနေပေးတာအခုမင်းတို့တန်ရုံကကောင်းနေဘတ်တာဝန်ကြည့်လေဘယ်နေရာတာဝန်ကြည့်လေနိုင်ငံတကာမီဒီယာတွေမှာအများကြီးပဲမြန်မာနိုင်ငံကနိုင်ငံတကာမီဒီယာတွေဝင်ဖို့အတွက်ခတ်တယ် ထိုင်းနိုင်ငံကမြန်မာနိုင်ငံတကာမီဒီယာတွေဝင်ဖို့အတွက်လွဲတယ်။အဲ့တော့နိုင်ငံတကာမီဒီယာတွေရဲ့အရှိမမင်းတို့အန်နူးဂျီကိုလာပြီးအပြစ်တင်အောင်မင်းတို့ထိုင်းနိုင်ငံတိုင်ယုံမှာဘဲကောင်တွေကစက်ခွက်လူထားလေ။စက်ခွက်လူထားတဲ့ကောင်တွေကစောက်စင်လေးနဲ့ထုတ်ပြလေ။စောက်စင်မရှိထိုင်းနိုင်ငံတိုင်ယုံမှာလည်းစက်ခွက်လူထားသေးတယ်။တာဝန်ယူမှုတာဝန်ခံမှုရှိလားဆိုတော့လည်းမရှိဘူး။ မင်းတို့ထိုင်းတဲ့ကမှာဖန်လန်းသွားဖို့ဆိုမင်းတို့တန်ရောင်းအကောင်လေးရှေ့ဆုံးရနော်ကျွန်တော်တို့ကပေါက်ကွဲတာရိုးရိုးပေါက်ကွဲတာမဟုတ်မိမဒီညီကောင်မောင်မြတ်စဉ်းစားကြည့်နိုင်ငံတကာမီဒီယာတွေအယံဆုံးတယ် နိုင်ငံတကာမီဒီယာတွေအများကြီးပဲအဲ့လိုမျိုးအလဲမှာဒါကျွန်တော်တို့ရဲ့မြန်မာနိုင်ငံကအလုသမားလေးပါပခုံးဖတ်မယ်နော်ရင်ဝင်ထဲမှာထည့်ထားမယ်မိဘတယောက်ကဲသူတာဝန်ယူမှုတာဝန်ခံမှုနဲ့အဲ့လိုနွေ့နွေ့ထွေးထွေးဆက်ဆံမယ်ဆိုဒီကောင်ဘာဖြစ်သွားမှာမို့လို့လဲဟမ်ဒီတိုက်ပြိုကြမှုထဲမှာကျွန်တော်မြန်မာနိုင်ငံရွှေပြောင်းအလုသမားတွေပါပါတယ်ဆိုတော့နိုင်ငံတကာမီဒီယာအရှိမမိတ်ဆက်ပေးဖို့အတွက်ဒီကောင်ဘတ်ဆက်ကဘာကြီးစို့ထားတာလဲမအေလို့စော်ဆိုရဲ့ ဟမ်ဖပင်းဘာဖြစ်မှာမို့လို့လဲဒါကျွန်တော်တို့ရဲ့မြန်မာနိုင်ငံသားဒီတိုက်ပြုံချမှုထဲမှာပါဝါတဲ့ ဒီပြိုက်တိုက်ပြိုကြမှုအထဲမှာရှိတဲ့ခင်ဗျားတို့ဒီလောက်ဒီမြန်မာနိုင်ငံသူမြန်မာနိုင်ငံသားတွေအသက်ပေးပြီးတော့မှကြိုးစားနေတဲ့အရာတွေကိုဒီနေ့အထိခင်ဗျားတို့တွေဒီဖုံးလို့ဖိလို့နေတော့တော့ဖုံးဖိပြီးတော့မှခင်ဗျားတို့နေတော့စောက်စင်မရှိရင်တန်ရောမနေနဲ့ နော်အရေးချင်းမရှိတန်ယုံမှမနေနဲ့အောက်တန်းသားစိတ်မွေးထိုင်းနိုင်ငံတန်ယုံမှမနေနဲ့ကလေးတွေကဟိုထိုင်းပါရှိနေတဲ့ဒီပရိဒအဖွဲ့တွေမုတ်လာချွေးအောင်မှာ ထိုင်းစကားမတတ်လို့မယူရဲဘူးနော်နေပြီလေဒီလောက်နှလုံးသားမှာတိုင်ရတိုင်ချက်ပြင်းစွာရနေတဲ့ကလေးလေးဘေးနားမှာဟမ်နေပွင့်တဲထိုးလိုက်လေစိတ်တန်ရရတဲ့သူတွေနော်အဲ့ဒီအဲ့ဒီတိုက်ပြိုကြမှုထဲမှာပေါဝင်တဲ့ကလေးတွေကိုဘေးနားမှာခေါ်ထားလေအားပေးရမယ်လေနင့်တိုင်ရမယ်လေ ။ညီမကဲတော့စိတ်ရှင်းရမယ်လေ။မအေလို့လေသူတို့တာသမီးတွေတို့ကြတော့ဟိုဟာဝယ်ပေးလိုက်ဒီဟာဝယ်ပေးလိုက်မြန်မာနိုင်ငံသူမြန်မာနိုင်ငံသားတွေလည်းခင်ဗျားတို့တာသမီးပဲ။ခင်ဗျားတို့အဲ့လိုမျိုးစိတ်မဝေးနိုင်ပဲနဲ့တန်မတ်မှုတွေလာမလို့နဲ့အောက်တန်းစားတွေအညာဖြင်းဆုံးသောတာအမတ်မှုတွေပဲခင်ဗျားတို့ မင်းတို့အကောလုံးငါတို့ကခေါ်ွားခြင်းတယ်ပြခြင်းတယ်ထားရောက်ရွှေမြမာတွေအကုန်ပြခြင်းတယ်မြန်မာနိုင်ငံသူမြန်မာနိုင်ငံသားတွေအားလုံးလည်းပြခြင်းတယ်ညံ့ရင်ပူတော်ကြတယ်ဝမ်းနေလုံးလို့မင်းတို့မှတ်ထား